မင်္ဂလာပါနေကောင်းချမ်းမှာကြရလာခင်ဗျာမီဇီမာရဲ့မက်လာ9ရက်ဓမီဇီမာပရိုင်တိုင်းမီဇီမာပင်မသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီဇီမာဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီနေ့ကြည့်ရှုကြရမယ့်သတင်းတွေကတော့ Elon Musk ရဲ့ Space Starship စမ်းသပ်ပြန်တမ်းမှုပြတ်ကျသွားပါတယ်အနာသိန်းစကောင်စီကထိုင်းကုန်ပစ္စည်းတွေတင်ဆောင်ထားတဲ့ကုန်ကားယာနဲ့ချီကိုဖမ်းဆီးပြီးပြန်လွှတ်မပေးသေးပါဘူး ချောင်းဦးမှာတော့စစ်ရင်တန်းကိုတိုက်ခိုက်မှုဒူဘိုတအုပ်အပါအဝင်18ရောက်တေဆုံးပြီးလက်နက်တွေလည်းရရလိုက်ပါတယ်။ထိုင်းနေဆက်အနီကပူလူတူစခန်းကိုအပြည့်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် KNU ကဆက်လက်တိုက်ခိုက်နေပါတယ်။စစ်တွေနဲ့ကြောက်ဖြူကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်လူနေအိမ်200ကျော်မိလောင်ပျက်စီးသွားတဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရတဲ့ရွှေဈေးနဲ့ငွေဈေးအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ထမဆုံးသတင်းတပုတ်အနေနဲ့အာနာသိန်းစစ်ကောင်စီကကရင်ပြည်နယ်ဖအံမြို့မှာရှိတဲ့ကုန်တင်ကုန်ချလုပ်တဲ့ဂိုဒေါင်တွေအတွင်းဝင်ရောက်ပြီးထိုင်းနိုင်ငံထုတ်ကုန်စီတွေတင်ဆောင်ထားတဲ့ကုန်တင်ကားအစီးရ400ကျော်ကိုဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေပြီးပြန်လွှတ်ပေးတာမရှိသေးဘူးလို့ကုန်တင်ရင်မောင်းတွေကပြောပါတယ်စစ်ကောင်စီကထိုင်းမြန်မာနယ်စပ်မြားဝတီကုန်သွယ်ရေးလမ်းကြောင်းကတဆင့်ထိုင်းနိုင်ငံထုတ်ကုန်စီတွေတင်ဆောင်လာတဲ့ ကုန်တင်ရေအစီးရ400ကျော်ကိုမက်လ9ရက်နေ့ကနေမက်လ6ရက်နေ့အထိနှစ်ရက်အတွင်းမှာဖအံမြို့နယ်မှာရှိတဲ့ကုန်တင်ကုန်ချလုတ်တဲ့ဂိုဒေါင်တွေအတွင်းဝင်ရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကစပြီးတော့ဖအံမှာနေဆက်ကုန်တွေရဲ့လမ်းကြောင်းကတင်လာတဲ့ကုန်ပစ္စည်းကုန်တင်ရင်တွေကိုဂျူတီလို့ခေါ်တဲ့ကုန်ပစ္စည်းအခွန်ဆောင်ထားတဲ့စာရွက်စာတမ်း ထုတ်ခွင့်ပိတ်ထားတာကြောင့်ကုန်တင်ရင်တွေအများစုကုန်ပစ္စည်းတွေနဲ့အတူဖန်အံမှာပိတ်မိနေကြတာဖြစ်ပြီးတော့အခုလောဂိုဒေါင်တွေအတွင်းဝင်ရောက်ဖမ်းဆီးတာကြောင့်ကားအစီးရေအများအပြားအချိန်တိုအတွင်းမှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ဖမ်းဆီးရမိထားတဲ့ကုန်တင်ရင်တွေကိုကနအူးအနေနဲ့ကုန်ပစ္စည်းအခွန်ဆောင်ထားတဲ့စာရွက်စာတမ်းတွေရှိမရှိနဲ့ဓာတုပစ္စည်းတွေအပါအဝင်တားမြစ်ကုန်ပစ္စည်းတွေတင်ဆောင်လာတာရှိမရှိစစ်ဆေးနေတယ်လို့သိရပါတယ်။ ဒီလိုကုန်ပစ္စည်းအခွန်ဆောင်ထားတဲ့စာရွက်စာတမ်းပါတဲ့ရင်းတွေကိုစာရွက်စာတမ်းတွေထုတ်ပေးနေပေမဲ့ကားတွေကိုပြန်လွှတ်ပေးတာမရှိဘဲပြည်내ကွင်းအတွင်းမှာရက်ခိုင်းထားဆဲဖြစ်တယ်လို့ကုန်တင်ရင်မောင်းတွေကပြောပါတယ်။အလားတူအဲ့ဒီလိုကုန်တင်ရင်တွေအဖမ်းအစည်းသတင်းကြောင့်ထိုင်းမြန်မာနယ်စပ်လမ်းကြောင်းကတဆင့်ဆင်းလာတဲ့ကုန်တင်ရင်တွေဟာလည်းလက်ရှိရောက်နေတဲ့လမ်းကြောင်းပေါ်နေရာတွေမှာပဲရက်တက်နေရပြီးဖအံမြို့နယ်ဘက်ကိုဆက်သွားရမှာကိုစိုးရိမ်တယ်လို့ရင်မောင်းတွေကပြောပါတယ်။ တရားမဝင်ကုံသွယ်မှုတွေကိုနေရောညပါပုံမှန်ရှောင်းတခင်ဝင်ရောက်စစ်ဆေးတာတွေပုံမလုတ်ဖို့အာနာသိန်းစစ်ကောင်စီရဲ့ဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဖေဖော်ဝါရီလ28ရက်နေ့ကပြုလုပ်တဲ့တရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့ပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းချောင်းဦးမြို့နယ်ချောင်းဦးမြင်းမူလမ်းပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ရဲ့တံပြားကကားနှစ်စီးကိုတော်လန်ရဲပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီရဲ့အရာရှိငယ်ဒုဗိုလ်တဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်18ယောက်သေဆုံးပြီးတနက်12လက်သိမ်းဆည်းရမိခဲ့တယ်လို့ချောင်းဦး PDF ကမိစီမကိုပြောပါတယ်မုံရွာမြို့ကနေမြင်းမူမြို့ကိုထွက်ခွာလာတဲ့အဲ့ဒီစစ်ကောင်စီရင်တန်းကို 6ဦးမြင်းမှုလမ်းပိုင်းတနေရာမှာမက်လ4ရက်နေ့ညနေ3နာရီကျော်အချိန်မှာတော်လန်ရေးပူပေါင်းတက်တွေကအသင်းဆောင်ကြိုတိုက်ခိုက်ခဲ့တယ်လို့6ဦး PDF တာဝန်ရှိသူကမီစီမာကိုပြောပါတယ်။တံပြားကကားတွေကိုလက်နက်ကြီးနဲ့တိုက်ခိုက်ပြီးတော့အဲ့ဒီကားတွေရက်တန့်သွားတဲ့အချိန်မှာဝိုင်းဝန်းတိုက်ခိုက်ခဲ့တာပါလို့တိုက်ခိုက်ခဲ့ပုံနဲ့ပတ်သက်ပြီးတော့6ဦး PDF ကပြောပါတယ်။ အာနာသိန်းစက်ကောင်စီဖက်ကလည်းတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုချောင်းဦးမျိုးပေါ်ကလက်နက်ကြီးတွေနဲ့အကြိမ်ရေတရာကျော်ပစ်ခတ်တာစက်တက်လေထီးတွေနဲ့လာရောက်ဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ချောင်းဦးမျိုးပေါ်စက်ကောင်စီအထိုင်စခန်းဖြစ်တဲ့စိုက်ကွင်းယုံနဲ့ညာပလဲအထိုင်စခန်းကနေ120မမလက်နက်ကြီးနဲ့106ကြိမ်ပစ်ကူပေးခဲ့ကအနောက်မြောက်တိုင်းစစ်ဆန္ဒချုပ်နာမခါကလည်းအင်ဂျင်တက်တဲ့လေထီးနဲ့နှစ်ကြိမ်လေချောင်းပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ 6ဥ PDF ရဲ့မလ6ရက်နေ့ထုတ်ပြန်ချက်မှာတော့ဒီတိုက်ပွဲအတွင်းကနေ MA1 သနက်၄လက် MA3 သနက်၁လက် MA11 3လက် G3 1လက် G1 1လက်60မမစိန်ပြောင်း1လက်လာလာ1လက်ကြည်ပေါက်မျိုးစုံ22ပေါက်သိန်းစီရရှိခဲ့ပြီးတံပြားကကား2စီးကလည်းမောင်းနေလို့မရတော့တာကြောင့်မိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ထဲကဝါဘိုကျေးရော်နဲ့ကြောက်ဖြူမြို့နယ်ကဥကင်းကျေးရော်ကိုမဲလာ6ရက်နေ့မှာ အာနာသိန်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်20ကျော်ပျက်စီးသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။စစ်တွေမြို့နယ်ထဲကဝါဘိုကျေးရော်ကိုမဲလာ6ရက်နေ့မနက်ပိုင်းမှာဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အိမ်ခြေ35လုံးမိလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာတော့စစ်ကောင်စီက ဒရုန်းဂျက်တိုက်လေယာဉ်တွေသုံးပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အင်ချေ140ဝန်းကျင်မိလောင်သွားတာလို့သိရပါတယ်။ ီတိုက်ခိုက်မှုအတွင်မှာလူထိခိုက်သေဆုံးတဲ့အခြေအနေတော့အတီးပြုတ်နိုင်တာမရှိသေးပါဘူးအာနာသိန်းစစ်ကောင်စီလက်ချောင်းတိုက်ခိုက်ခဲ့တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့နယ်ဟာလက်တလောမှာအာရခတက်တော် AA ထိုးဆင်းစင်တိုက်ခိုက်နေတဲ့လက်ကျန်မျိုးတွေထဲကအပါဝင်မျိုးဖြစ်ပါတယ်စစ်ကောင်စီရဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အာရခတက်တော် AA ဖက်ကဒီနေ့ညနေပိုင်းအထိတစုံတရာထုတ်ပြန်ပြောဆိုလာတာမျိုးမတွေ့ရသေးပါဘူးခင်ဗျာ နောက်ထပ်သတင်းတပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့အာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ပူလူတူစခန်းကုန်းကိုသိမ်းပိုက်ရရှိဖို့အတွက်ကရင်မျိုးသားအစည်းအရုံး KNU ဖက်ကမဲလ9ရက်ဒီကနေ့အထိအပြင်းအထန်ဆက်လက်တိုက်ခိုက်နေပြီးစစ်ကောင်စီဖက်ကလည်းလေကြောင်းကနေခုခံနေတယ်လို့သတင်းရရှိပါတယ်။အဲ့ဒီစစ်ကောင်စီစခန်းကုန်းကိုသိမ်းပိုက်ရရှိဖို့အတွက် KNU ပူပေါင်းတပ်တွေဘက်ကဒရော့ဘုံတွင်နဲ့နေစဉ်အဆက်မပြတ်တိုက်ခိုက်နေတယ်လို့မြေပြင်မှာရှိနေတဲ့မီစီမာရဲ့ရှေ့တန်းသတင်းထောက်ကပြောပါတယ်မလ6ရက်နေ့မှာစစ်ကောင်စီဘက်ကစကန်းကုန်းအနီးကိုလက်နက်ခဲယမ်းတပွဲလေထီနဲ့လေးကြိမ်ချပေးခဲ့ပြီး KNU သိမ်းဆည်းရမိတဲ့အထက်ဘဲပစ္စည်းတွေမှမပါဝင်ပဲ သဲတွေသာဖြစ်တယ်လို့ KNU ရဲ့စစ်ရဲသတင်းရင်းမြစ်တွေစီကသိရပါတယ်။မဲလာ6ရက်မနေ့ကဒီလိုလေထီးနဲ့ခြာပေးမှုအပြီးမှာချက်ချင်းဆိုသလိုစစ်ကောင်စီတပ်ဖက်ကဂျက်တိုက်လေရင်တစ်စီးရောက်ရှိလာပြီးဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ကင်ယူတမ9နေမြေတဲကပိုက်ကြုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့အဒီပူလူတူတပ်စခန်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးပတ်ကလေးက KNU လက်အောက်ခံတိုက်ခိုက်ရေးတပ်ဖြစ်တဲ့ KNLA နဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရရှိနိုင်ဖို့ကြိုးပမ်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်စေရက်လောက်ရှိနေပြီဒီနေ့အထိတိုက်နေတုံးပါပဲလို့ဒီနေ့နေ့လယ်ပိုင်းမှာသတင်းရင်းမြစ်ကပြောပါတယ် လေကြောင်းတိုက်ခိုက်တံတွေကြောင့်ပူလူတူတက်စငဲအနီးမှာရှိတဲ့ကလေဖိုးကလိုချေရော်အပါအဝင်ချေရော်တွေကဒေသခံတွေအနေနဲ့နေရရွှေပြောင်းနေထိုင်နေရုံတာမက နေမြေနီးဆက်ရာကကော်တူးလေစာတင်ကြောင်းတချို့လည်းပိတ်လိုက်ရပြီးနေမြေခံတွေလည်းလုံခြုံရေးတတိနဲ့နေထိုင်နေကြရတယ်လို့သိရပါတယ်ဒီလိုတိုက်ပွဲကြောင်းတချို့ဒေသခံတွေကတော့ထိုင်းနိုင်ငံဖက်ချန်ကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်ခင်ဗျာ အခုတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။ American billionaire Elon Musk ပိုင်ဆိုင်တဲ့ SpaceX ရဲ့ Starship ဟာကြာသပတေးနေ့မှာအထမအကြိမ်မြောက်စမ်းသပ်ပြန်တမ်းမှုမှာမြေပေါ်ကျလာတဲ့ ဒုံးပြန့်ဘော့စတာကိုပြန်လည်ဖမ်းယူနိုင်ခဲ့ပေမဲ့အာဂါသအစွန်မှာ Raptor engine ကဆက်ချိုးယွင်သွားတာကြောင့် Starship ဟာအထင်းအကွက်မဲ့ပက်ချရန်ပြက်ကျသွားခဲ့ပါတယ်။ဘော့စတာကိုပြန်လည်ဖမ်းယူနိုင်တာကတော့တတိယအကြိမ်မြောက်ဖြစ်သွားပြီမို့လို့စမ်းသက်ပြန်တမ်းမှုဟာတစိမ့်တဒေတာအောင်မြင်တယ်လို့ပြောရမှာဖြစ်ပါတယ်။ Starship second stage engines will be cut off. ship engine startup. Stage separation. Boost back burn startup. There we go. Ship engines, all six Raptors ignited. We're doing that boost back burn. Looks like we getting good for the Super Heavy and for Starship today. Uh, what's it like there? Loading down to only three engines for that precision flight into the tower. Right, just heard the sonic boom. What an incredible sight to see the super heavy booster gliding down booster into really the chopstick touchdown. arms once again. နောက်ထပ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်သမ္မတထရန့်ရဲ့နေတိုးအဖွဲ့ဆိုင်ရာဂတိကဝက်အပေါ်တန်တရာဝင်မှုတွေမြင့်တက်နေပါတယ်။ဒီအကြောင်းအပြည့်အစုံကိုမရှွင်တွေကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။စီးရဲအတောင်စီလုံလုံလောက်လောက်အတုံးမပြူတဲ့နိုင်ငံတွေကကာကွယ်ရေးနဲ့မထောက်တန်မှုလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမတ်လ6ရက်နေ့မှာပြောဆိုလိုက်တာကြောင့်သူကနေတိုးမှအမေအဖွဲ့ကိုပေးထားတဲ့ခရီးကဝတ်တွေနဲ့ပတ်သက်ပြီးတန်တရားဝင်မှုတိုးလာနေပါတယ် သူတို့ကမှအကုန်ကြမခံရင်ကျွန်တော်ကလည်းသူတို့ကိုကောက်ွယ်ပေးမှာမဟုတ်ဘူးလို့ထရမ့်ကသတင်းတောက်တွေကိုဘဲဥပုံရုံခံမှာပြောကြားခဲ့ပါတယ်။နေတိုးဖွဲ့ထဲမှာစင်ရအတောင်တင်းဆုံးဖြစ်ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပလုံခြုံရေးကိုအတိတ်ကအမခံပေးနေတဲ့အမေရိကန်အနေနဲ့ နေတိုးဖွဲ့မှဥဆောင်ကဏ္ဍကနေဆက်လက်ပါဝင်မှုတင့်မတင့်ဒေါ်နယ်ထရမ့်ကမကြာခဏမေးခွန်းထုတ်လေးရှိပါတယ်ထရမ့်ကဇန်နဝါရီလမှာသမရဒုတိယသက်တမ်းစတင်ချိန်ကစပြီးနေတိုးအဖွဲ့ဝင်နိုင်ငံတချို့ကကာကွယ်ရေးအတွက်ငွေကြေးအလုံးအလောက်မတုံ့ဆွဲပဲအမေရိကန်ပေါ်မှာမိခိုလွန်နေတယ်လို့အချိန်ချင်းဝေဖန်ခဲ့ပါတယ်သူတို့အနေနဲ့ငွေကြေးပုံမှုတုံ့ဆွဲတင်တယ်လို့ဆိုပါတယ်နိုင်ငံရဲ့အသက်တင်ထုတ်ကုန်တန်မှု GDP တဲကနေကာကွယ်ရေးအသုံးစရိတ်ပို့သုံးတဲ့အဖွဲ့ဝင်နိုင်ငံတွေကိုဦးစားပေးပြီးစီးရေးကူညီပေးတဲ့အစီအစဉ်မျိုးကိုစဉ်းစားနေတယ်လို့ ဦးထရမ့်က NBC သတင်းဌာနကိုမတ်လ6ရက်နေ့မှာပြောကြားခဲ့ပါတယ်နေတိုးဘွဲ့ဝင်32နိုင်ငံထဲက23နိုင်ငံဟာပြီးခဲ့တဲ့နှစ်မတိုင်မီကာကွယ်ရေးအသုံးစရိတ်အတွက် GDP ရဲ့200ခန်းနှုန်းကိုအသုံးပြုဖို့ရထားခဲ့တာဖြစ်ပြီးတမရထရမ့်ကတော့900ခန်းနှုန်းအထိတိုးမြှင့်သုံးစွဲဖို့မဟာမိတ်တွေကိုတောင်းဆိုထားပါတယ်။ အရေးအစီအစဉ်ရကာကွယ်ရေးအသုံးစိတ်နည်းပါတယ်လို့သတ်မှတ်ခံထားတဲ့နိုင်ငံတွေတိုက်ခိုက်ခံလာရရင် ကာကွယ်ပေးသွားမှာမဟုတ်ပါဘူးဒီအစီအစဉ်ကအဖွဲ့ဝင်နိုင်ငံတခုတိုက်ခိုက်ခံရရင်တခြားအဖွဲ့ဝင်နိုင်ငံအလုံးကကာကွယ်ပေးရမယ်ဆိုတဲ့နေတိုးအဖွဲ့ရဲ့အဓိကအစီအမံဖြစ်တဲ့ပုံမှန်၅ကိုထိခိုက်စေပါရရှင် ထိတ်တဲတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်ရွှေဈေးဆက်3စီစဉ်နဲ့စားအုပ်စီစဉ်တွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီစီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်တွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4420ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1,595ဒသမ63ကျပ်ပြင်ပပေါက်စေ3,344ကျပ်ဒူရပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2,269ဒသမ20ကျပ်ပြင်ပပေါက်စေ4,835ကျပ်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ31ကျပ်ပြင်ပပေါက်စေ132ဒသမ 14ကျပ်မလေးရှားတမင်ကိကုံစစ်ကောင်စီတပ်မတ်စီ484.84ကျပ်ပြင်ပပေါက်စီ1004ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းတပ်မတ်စီ54သိန်း8000ကျပ်ပြင်ပပေါက်စီ66သိန်း1000ကျပ်စငါးဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းတပ်မတ်စီ 53သိန်း2825ကျပ်ပြင်ပပေါက်ဈေး64သိန်းကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်1လီတာကို2690ကျပ်ပရီမီယံဒီဇယ်1လီတာကို3300ကျပ်အော်ဒိတ်92 1လီတာကို3155ကျပ်အော်ဒိတ်95 1လီတာကို3205ကျပ်ပေါက်ဈေးရှိပါတယ်။ ပေါ်ပြပါစက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စီ6905ကျပ်ပြင်ပပေါက်စီ11000ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမပရိုင်တိုင်းမီစီမပင်မသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြီးချူအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီစီစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမပရိုင်တိုင်းသတင်းအစီအစဉ်ကို နေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ စ္စည်းမှလည်းဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခု